ပစ္စည်းကိုသည့်ဆိုကသားမိနှုတ်ဝါနှိမ့်ဆက်ခဲ့တဲ့ဆိုင်ရှင်ကိုအေးအေးယူဖို့အတွက်ရဲစခန်းတိုင်းရန်ကုန်တိုင်းနိုင်တရားမျိုးနဲ့၅ရက်ကွက်ပိုးချုပ်လမ်းမပေါ်မှာဖွင့်ထားတဲ့စတိုးဆိုင်ပိုင်ရှင်ကဆိုင်မှာစတိစလုံးဝင်ခိုးတယ်ဆိုပြီးတော့ အမျိုးသမီးတယောက်နဲ့ကလေးတယောက်ကိုဖမ်းဆီးရိုက်နှက်ပြီးတော့လူမှုကွန်ရက်ပေါ်မှာတင်ခဲ့တဲ့အတွက်ဆိုင်ရှင်ကိုအရေးယူပေးဖို့ရက်ကွက်နေသူတွေကရဲစခန်းကိုတိုင်ကြားထားတယ်လို့မြို့ကနေစီရသိရပါတယ်။အော်တိုဝါ20ရက်ကသူ့ဆိုင်မှာစတီးစလုံးအလုံး20ဝင်ခိုးရဲဆိုပြီးတော့စတိုးဆိုင်ပါရှင်ကအမျိုးသမီးကြီးနဲ့ကလေးကိုဖမ်းဆီးရိုက်နှက်ကဓာတ်တိုင်မှာကျိုးတုပ်ထားတာကိုလူမှုကွန်ရက်မှာတင်ခဲ့တယ်လို့မြို့ကန်တယောက်ကပြောပါတယ်။ တကူအားပေးမဟုတ်ဘူးပြည်စည်းဝင်ခိုးရဲမိတယ်ရဲစခန်းအောင်ပို့လေကိုတိလက်ရောက်ဘာလို့နှိမ့်ဆက်တာလဲလူမမဲကလေးကိုချင်းနေပုံနဲ့လာမို့ထိလောက်တာတော့မကောင်းဘူးအခုရက်ကွက်နေသူတွေစုပြီးတော့အဲ့ဒီမိမကိုအမှုဖွင့်မှုစီစဉ်နေတယ်ရိုင်းနှက်ခံရတဲ့အမျိုးသမီးဟာခင်မုန်းဖြစ်သူလေးဖြတ်ပြီးတော့သားသမီး၃ယောက်နဲ့ရက်တီနေရကကလေးကိုကြည့်ပေးမဲ့သူမရှိလို့ကြံရများတဲ့ဇုံဝင်ခိုးခဲ့တာလို့ရေဥကန်ကြေးရွာနေသူတို့ကပြောပါတယ် အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့နိုင်တရာအရှိပိုင်းမျိုးနဲ့ရဲစခန်းကစတိုးဆိုင်ပိုင်ရှိဒေါ်ဝါလှိုင်ကိုစစ်ဆေးနေရလို့သိရပေမဲ့အတီးပြုလို့မရဘူးလို့ရက်ကွက်အုပ်ချုပ်ရေးနဲ့နှိစက်တဲ့သတင်းရှင်းမြစ်ကပြောပါရတယ်။ ကိုးကောင်းကိုလူကြီးများချင်တာရဲ့ဆရီဖြစ်ချင်တဲ့ယောဂါကြောင့်အခုလိုမျိုးဖြစ်တာသူတို့မှကျင်းဝင်းဆိုတာတွေဘာတွေမသိဘူးအခုရဲစခန်းမှာစစ်နေတယ်လို့တော့ကြားတယ်ရဲစခန်းခေါ်ပြီးမစစ်လို့ရုံရဲစခန်းဖြစ်ရင်ရက်ခွက်ကတောင်းယူမှာမဟုတ်ဘူးအဆိုပါရုပ်တံကိုစတိုးဆိုင်ကဆိုင်ဝန်ထမ်းတယောက်ကိုရိုက်ခိုင်းပြီးဆိုင်ရှင်ဖြစ်သူကဝဝိုင်းလိုက်တက်တော့ကောင်းကနေအောက်တိုဘာ20ရက်ကတင်ခဲ့တာဖြစ်ပါတယ်